အားလုံးမင်္ဂလာပါဒီဗီဒီယိုမှာမယ့်ရနိုင်ငံမှာနေတဲ့အဲဒီငယ်တဲ့လူတွေပေါ့နော်မောင်နေညီမတွေအကြံပေးချင်တာပေါ့နော်ဘသူဘယ်မိဘအောင်မှမိတ်ဆော်ကားလို့လည်းစိတ်မရှိဘူးဒါလေးကိုအရင်ကြူပြီးတော့မြစ်တားရခံတောင်းမှန်နေပေါ့နော်တိုးတော်ဖြစ်နေတာတွေဖြစ်ခဲ့တာတွေဟိုမိတ်ရပုံမှန်လင်းလင်းပြောချင်တာဘာလဲဆိုတော့ခါကျတော့နိုင်ငံခြားမှာနေလို့ကြိုက်ကြပြီဆိုရင်ပတ်စံစုတာ နေရောက်ပေါင်းပြီးတော့ပတ်စံစုကြတာအဲ့ဒီမှာဗာပြောချင်တာလဲဆိုတော့မိန်းကလေးယောက်ျားလေးနေရောက်နေရောက်ပေါင်းပြီးတော့ကုလစာလေးတွေပေါင်းပြီးစုကြတယ်စုကြပြီးတော့အနာဂတ်အတွက်ငါတို့ယူဖို့အတွက်ဆိုပြီးတော့အိမ်ချံဝင်လဲဝင်မယ်စီးပွားရေးလုပ်ငန်းတည်ထောင်လဲတည်ထောင်မယ်ပေါ့နော်နည်းသည်ဖြစ်စေများသည်ဖြစ်စေပေါ့ကွယ်နော်အဲ့လိုမျိုးလုပ်တဲ့အချိန်မှာသဘောတရားတစ်ခုကဒီမြေကွက်တစ်ခုပေါ့ဒီပစ္စည်းတစ်ခုကိုဒီနှစ်ယောက်နာမည်နဲ့ဝယ်လိုက်တယ်ဆိုရင်ပြဿနာမရှိဘူး အချိန်တန်လို့အဆင်မပြေတယ်ဖြစ်ခဲ့ရင်အဲ့ဒီနှစ်ယောက်နာမည်နဲ့ဝယ်တဲ့ပစ္စည်းကိုအဲ့ဒီနှစ်ယောက်ပြန်ရောင်းပြီးတော့ရော့တယောက်တစ်ဝက်ခွဲသွားလိုက်လို့ရတယ်ဒါဆိုရင်ကိစ္စမရှိဘူးနောက်တစ်ခုအာကိုကအဲ့လိုမျိုးစုခဲ့ပြီးတော့အဆင်မပြေလို့လမ်းခွဲလဲပေးလိုက်နိုင်တယ်တစ်ဖက်လူပေးလိုက်နိုင်တယ်ဆိုလဲပြဿနာမရှိဘူးမိစကားတွေကအဲ့ဒါဆိုရင်မစင်စားနဲ့ဒါပေမဲ့ဘာတွေဖြစ်တတ်တာလဲဆိုတော့ခုနပြောလို့နှစ်ယောက်ပေါင်းပြီးစုတဲ့ပတ်စံနေတဲ့မှာ တစ်ဖက်မိသားစုပေါ့ယောက်ျားလေးဘက်ဖြစ်စေမိန်းကလေးဘက်ဖြစ်စေအဲ့မှာစီးပွားရေးလှုပ်ခိုင်းမိတာတို့ပစ္စည်းတစ်ခုခုဝယ်ခိုင်းမိတာတို့သူတို့ပိုင်နဲ့ထဲမှာအိမ်ဆောက်မိတာတို့အဲ့လိုမျိုးတွေကအချိန်တန်လာလို့အိမ်ကောင် ပြုတ်သည်ဖြစ်စေမပြုတ်သည်ပေါ့နော်ဒီဒီယောက်ျားလေးနဲ့မိန်းကလေးကြိုက်ပြီးတော့ယူဖြစ်သည်ဖြစ်စေမယူဖြစ်သည်ဖြစ်စေအစ်မပြေလို့လမ်းခွဲတဲ့ခါကျအဲ့ငွေကပြန်နှုတ်ဖို့ကအရန်ခတ်တယ်။ဒါကဘာလို့ပြောတာလဲဆိုတော့ အဲမိတ်ပြောလို့မျိုးစော်ကားတာမဟုတ်ဒါပေမဲ့လူတယောက်ကအချိန်ညောငွေရောပေးလိုက်ရတာပေးလိုက်ရပြီးတော့အဆင်မပြေလို့လန့်ခွဲတယ်တပတ်မိသားစုတွေကိုပ္ပစံနေပါသွားပြီအဲ့ချိန်မှာမိတ်ပြောလို့ကိစ္စမရှိဘူးကြည်ပြူတယ်သူတို့အဆင်ပြေပြီးရောဆိုတဲ့လူဆိုရင်တော့မပြောလို့သို့တော်ခုနပြောလို့တပတ်မိသားစုကကိုပစံပါမန်းတည့်ရတာနဲ့အိမ်စာအုပ်ဖြစ်စေပေါ့တခြားလုပ်ငန်းပစ္စည်းဖြစ်စေပေါ့နော်ပါမန်းတည့်ရတာနင်တို့ပြက်နင်တို့ကိစ္စ ငါတို့ပိုင်နာငါတို့ပစ္စည်းဖြစ်သွားပြီဆိုပြီးချိုးတဲ့အချိုးတွေအများကြီးရှိတယ်။နောက်မြန်မာမိသားစုအတိုင်းဝိုင်းနေတယ်မှာလေ။ဘာဖြစ်လို့လဲဆိုတော့လူနေရောက်အဆင်ပြေလို့လမ်းခွင့်ရေခုနပြောလို့ជីជីပြူပြူနဲ့အော်ဒါသူ့ဟာပါတယ်။ရောသူ့ကိုတော့ထိုက်တင်တဲ့လောက်ဒီလောက်တော့ပေးမှရမယ်။ပစ္စည်းကတော့ငါတို့ကခွဲချမ်းလို့လည်းမရတော့ဘူး။ဆိုပြီးတော့ညှိနှိုင်းပေးတဲ့လူကြီးရှားတယ်။ ချွေးဆိုလို့ရှင်အိမ်အောင်ကွဲသွားပြီမဲ့နာလို့တစ်ဖက်ယောက်ျားလေးဖြစ်တမက်ကိုဖြစ်စေချွေးမအိုဖြစ်စေပေါ့နော်။အော်ငါသားနဲ့ပြတ်သွားပြီမဲ့ငါသမီးနဲ့ပြတ်သွားပြီမဲ့။နင်ငါသားသမီးပဲ။အဲဘယ်လိုပြောမလို့ဆိုတော့လူကြီးဆန်စွာနဲ့ပေါ့နော်။အာပေါ့ပြောဆိုလုတ်ကင်ပေးတဲ့သူကနေတယ်။အတော်နေတယ်။အဲ့ဒါမြတ်တာတရားတော်တော်ကြီးတယ်လို့မိတ်ထင်တယ်အဲ့လူတွေကလေ။ဒါပေမဲ့အတော်မြတ်မြတ်ပါလေဆိုတဲ့အခါကျတော့ငါသားသမီးနဲ့မပတ်သက်တော့ဘူးဆိုတာတစိမ့်ပဲ။ အဲ့လိုတွေးလိုက်တာယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ဒီနေရာမှာတော့ဟဲ့ तू ကကောင်းတယ် तू ကမကောင်းဘူး तू ကမကောင်းလို့ငါတို့ကအဲ့လိုလုပ်တာလို့ပြောလို့ရတယ်အဲ့ဒါလူမှုရေးပိုင်းပြောခုနစီးပွားရေးပိုင်းငွေကြေးပိုင်းကျတော့ तू လဲသူ့ငွေပါထားတဲ့အတွက်ကြောင့်မလို့သူ့လုပ်အားသူ့ငွေသူ့အချိန်နေရင်းပြီးစိုက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့လိုချင်မှာပဲအဲ့ဒီအချိန်မှာတပတ်မိသားစုကခုနပြောသလိုလူမှုရေးဟုတ်ပြီကိုသားဟုတ်ဖြစ်စေကိုသမီးဟုတ်ဖြစ်စေတပတ်လူကမကောင်းလို့ မကောင်းလို့မကောင်းကြောင်းပဲပြောမှာမကောင်းလို့လမ်းခွဲလိုက်လို့ပြက်တာငါတို့လက်ခံတယ်ဒါပေမဲ့ရော့ဒါနေ့ရဲ့တန်ရာတန်ကြီးနင်းလဲပါထားတဲ့ပစံပစ္စည်းကတော့ငါတို့စီမှာပြန်ယူလို့လည်းမရခွဲလို့လည်းမရတော့ဒါပေမဲ့နေ့တန်ရာတန်ကြီးရော့ဆယ်သိန်းရော့သိန်းတရာအဲ့လိုမျိုးထုတ်ပေးတဲ့သူရှားတယ် အဲ့ဒီအချိန်ကျတော့ဘာဖြစ်လာလဲဆိုတော့ပြဿနာတွေတက်ကြရှင်းလို့လည်းမရဘာလို့ဆိုတော့ခုနကပြောလို့နာမည်ခံပေါ့နော်နာမည်ကကိုယ်နာမည်မဟုတ်ဘူးဥပဒေပိုင်းဆိုင်ရာတွေ ਨੇ ပြောပြီးဆိုအယမ်းတဲ့ဇရာရှုပ်တဲ့ဟာတွေဒါတွေကမကြီးကပြောတာအကြီးတွေမဟုတ်ဘူးဒါပေမဲ့ပြင်ပြင်မမန့်လှုပ်ထားပြီးအချိန်နေရင်ငွေတွေရင်းပြီးတော့လေ ဖြစ်မလာခဲ့ဘူးဆိုရင်ရောင်းဝမ်းနေဖို့ကောင်းတယ်အဓိကဘုနာပြောလို့စပြီးတော့ဒီဟာကိုကိုပေးဆက်လိုက်တဲ့အချိန်တော့ကိုယ့်ရဲ့စေတနာကိုယ့်ရဲ့စိတ်ဘုနာပြောလို့စေနာပါတယ်ဆိုပြန်မတောင်းနဲ့ဆိုလို့ရှင်ဖြစ်မလားလို့ကိုလိုပဲလားလို့ဖြစ်လာမလားလို့ဆိုတဲ့ယုံကြည်ချက်မျှော်လင့်ချက်တွေနဲ့ကိုကပေးခဲ့တာလေဖြစ်မလာဘူးဆိုရင်အပြစ်တော့မတင်ဘူးသို့တော်ကနာပြောလို့ကိုယ့်ရဲ့ ပိုင်ဆိုင်မှုတော့ကိုလိုချင်ကြတာပဲဒါလူစပါဝါပဲအဲ့တော့ဒါဟိုတစ်ဖက်ကမိသားစုခုနပြောယောက်ျားလေးဘက်ဖြစ်စေမိန်းကလေးဘက်ဖြစ်စေအဲ့ဒါတည်ရမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့ခုနပြောလို့ကိုပစံလည်းပြန်တောင်းလို့မရအကျွေးလည်းမဟုတ်เนาะစိုင်းစာရနဲ့ပေးထားတာလည်းမဟုတ်အဲ့မှာပြဿနာကြီးရှုပ်တာအဲ့တော့じゃတော့အကောင်းဆုံးကဘလောက်ပဲရှိရှိကိုပစံကိုဆုတာ ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဖြစ်ယူတော့မယ်ဓာတ်မတစ်ခုရှာခုနကပြောလို့မိတ်ပြောလို့ငွေတိုးပွားအောင်ဟဲ့တို့ဘလို့လေးတော့လှုပ်ထားမယ်နှစ်ဦးတိုင်မယ်နဲ့ပေါ့မယူရသေးဘူးဒီနှစ်ယောက်စုတဲ့ပစ္စောင်တိုးလာအောင်ဆိုပြီးဘလို့လုပ်မယ်ဆိုလို့ရှင်တော့ခဏနှစ်ဦးပိုင်နာမည်နဲ့ပစ္စည်းတစ်ခုဝယ်နှစ်ဦးပိုင်နာမည်နဲ့ဝယ်အဲ့ခါကျတော့အော်ပြန်ရင်အဆင်မပြေလို့လမ်းခွဲလို့ပြန်ရောင်းရင်တော့ရော့တယောက်တူဝယ်ဆိုနာအေးတယ် အဲ့လိုမဟုတ်ပဲနောက်တစ်မျိုးကရှိသေးတယ်။ဘာလဲဆိုတော့အဲ့လိုမျိုးလမ်းခွဲယူဆိုယောက်ျားလေးမိဘဘက်ကဖြစ်စေမိန်းကလေးမိဘအတိုင်းဝိုင်းနေရဖြစ်စေအမလေးအဲ့ဒီတော့ကသူကဘလောက်ပဲပြီးတာငါတို့ကငါတို့လှုပ်တာဥပမာပေါ့သိန်းတရာတန်ပစ္စည်းသိန်းတရာတန်အလုပ်သိန်းတရာတန်တန်ကြီးရှိတဲ့ပစ္စည်းကိုဝယ်ထားရဆိုမိန်းကလေးကလည်းသိန်း50စိုက်တယ်ယောက်ျားလေးကလည်းသိန်း50စိုက်တယ်ဆိုပေမဲ့အချိန်တန်လို့အဆင်မပြေလာတော့ဘာတန်နေထွက်လာတတ်တော့ဘူးဆိုတော့သူကစိုက်ထားတာ10သိန်းလောက်နဲ့ပြောတော့သိန်း50သိန်းတရာအဲဒါမျိုးတွေလည်းရှိတတ်တယ်နော် အဲ့ဒီခါကျတော့ကိုကခုနပြောလို့ကိုက390လဲဆိုက်ရသေးတယ်အပြောခံရတော့ကျတော့ခုနလိုအပြောခံရရင်ထဲမှာနာတယ်လူတွေကလေဒါအမှန်တိုင်းပြောအဲ့တော့ကျတော့မင်းပြောတဲ့ဘောကပတ်စံစုကိုဘတာကိုစုဘလောက်ချစ်ချစ်ကိုဘတာကိုစုစေတနာရှိတယ်မလားယောက်ျားလေးကမင်းကလေးကိုစေတနာရှိတယ်မင်းကလေးကလည်းယောက်ျားလေးကိုစေတနာရှိတယ်ရောနင်းဖို့ကိုကိုပစ္စည်းလေးတစ်ခုဝယ်ပေးတာမျိုးပြန်မတောင်းတဲ့အဖြစ်စီရောဘလောက်တန်ကြီးကြီးကို ပေးနိုင်တဲ့စေတနာဇုံလုံးပေးတာဒါမှမဟုတ်တော့ပြောလို့ခြေရည်အတွက်ဆိုပြီးတော့စုတယ်စုမယ်ဆိုတဲ့အတိုင်းဓာတ်တွေမှာတော့အုံနောက်ကိုတော့ပြက်ပြက်တသားလေးလို့ဘာလို့ဆိုလူဘွားလေးမေရဓာတ်တွေကသူများတွေကိုလိုက်ပြီးပြောတာမျိုးမဟုတ်လူဘွားမေရကကြိုမမြင်နိုင်ဘူးတိလာဒီလူတယောက်နဲ့တစ်သက်လုံးအဆင်ပြေနိုင်လားဒီလူတယောက်နဲ့ရေရှည်အဆင်ပြေနိုင်မှာမလားဆိုတာကြိုးမမြင်နိုင်အဲ့လိုမမြင်နိုင်တဲ့အချိန်မှာ ခုလိုမျိုးပြဿနာတွေဖြစ်လာကြလို့ရှင်ရှင်းရတာလေစိတ်တော့ကရမ်းများတယ်ဟာနင်တို့ကပစ္စံအရမ်းမတ်တယ်လို့ပြောရင်လေလူဘဝမှာနေထိုင်တာအထူးသဖြင့်မျိုးသမီးတွေအနေနဲ့ဆိုလို့ရှင်ခုနပြောလို့ငယ်တဲ့အချိန်လေးကိုပေးလိုက်ရပြီဆိုရင်တော်တော်နှမျောဖို့ကောင်းတာအဲ့လိုမျိုးပေါ့နော်မျိုးသမီးတယောက်ကအသက်ကြီးသွားပြီဆိုရင်ဒါသူ့အတွက်အမှတ်ကံချက်ကတော်တော်လေးနည်းတယ်အဲ့ဒီအချိန်ကျမှပြန်ဆရပြီဆိုရင်လေဘာနဲ့မှမတူအဲ့ဒီခါကျတော့ခုနပြောလိုမျိုးကို ကိုတကယ်ဒီတယောက်ကိုချစ်တယ်ဆိုရင်စုကောကိုစုယောက်ျားလေးရလဲစုနေရခုနပြောလို့ဝင်မယ်ဆိုရင်တော့လုံမယ်ဆိုရင်တော့နှစ်ယောက်နာမည်နဲ့လို့အချိန်တန်လို့အဆင်ပြေလို့လားနှစ်ယောက်နာမည်နဲ့ခွဲလိုက်အောင်ခုနလိုနှစ်ဖက်အတိုင်းဝိုင်းနဲ့ကိုဝင်သွားပြီဆိုရင်အဆင်ပြေပျော်စရာကောင်းတယ်ဂျေဇူးလက်တင်ဖို့ကောင်းတယ်ဒါပေမဲ့တနေ့နေ့တစ်ချိန်ချိန်အဆင်မပြေတာအိမ်တော်ကြသွားတယ်ပဲဖြစ်ပါစေရောအဆင်မပြေတာတွေဖြစ်လာခဲ့တဲ့ခါကျရင်လေကိုလုတ်ခဲ့တဲ့ကိုပေးခဲ့တဲ့အချိန်တွေ အခြေအနေတွေအလက်ကအလဟဒဖြစ်သွားတာဘယ်လိုပြောမလဲဆိုတော့အဲစေရနာမရှိလို့ပြောရမယ်မို့လူတိုင်းမှာခံစားချက်ရှိတယ်တဖက်ကိုကိုယ်လိုပဲခံစားမယ်ထင်လို့လှုပ်ပေးလိုက်ပေမဲ့တဖက်ကတုံ့ပြန်မှုကဒီလိုမျိုးတွေဖြစ်လာခဲ့လို့ရှင်အဲ့ချိန်ကျမှနောင်တမရစေချင်တာပေါ့နော်အဲ့တော့ကျတော့အကောင့်ဆောင်ကိုယ့်ကိုစုကြပါစုပြီးတော့မှခုနပြောလို့အကောင့်ထဲပို့ပါ ဒါလေးကတော်တော်သတိထားဖို့ကောင်းတဲ့အချက်ပြဿနာကြီးလဲရှေ့မှာလူတွေတော်တော်များများကြုံရတဲ့အချက်ဖြစ်တယ်ပေါ့နော်အဲ့ဒါလေးပြောချင်တာပါဒီ post ကိုမိဘတွေကြည့်မိတယ်ဆိုရင်အားနာပါတယ်ဘယ်မိဘအောင်မှမိတ်ဆော်ကားလို့စိတ်မရှိပါဘူးမိတ်မိတ်ကိုယ်တိုင်လည်းမိဘတယောက်ပါပဲနော်အဲ့တော့じゃတော့အဲဒီလူငယ်တွေကိုသတိပေးပြောချင်ရုံပါပဲနော်